ဟီလရီကဒီနေ့ Pam Construction Group ကဆောက်လုပ်ထားတဲ့အိမ်လှလှလေးတလုံးစီကိုရောက်ရှိနေရဖြစ်ပါတယ်။ပေ60မှာဒီရေကူးကန်လေးပါပါဆိုတကယ်ရမ်းမိုက်တယ်အခုလိုမျိုးမိုးအေးနဲ့ပေါ့နော်ဒီလိုရာသီဥတုနဲ့ဆိုလို့ရှိရင်အေးဆေးကွက်ကိုအနားယူချင်တာပဲဖြစ်ဖြစ်ဒီလိုကော်ဖီလေးတောက်ပြီးစာအုပ်ဖတ်ချင်တာပဲဖြစ်ဖြစ်ဒါအေးဆေးထိုင်လို့ရတဲ့ဒီ brand လာအကျယ်ကြီးလက်ရှိရပေါ့နော် ။အစိတ်ကူကတော့တမီးရဲ့စိတ်ကူပေါ့နော်။ဘယ်လိုပြောရမလဲ။သူကအိမ်မက်ပေါ့။သူလေ့လာပြီးတော့နောက်တော့ဒီပန်ဂရင်းနဲ့ကျွန်တော်ဆက်သွယ်တော့။ဖတ်ဆွေးနွေးပြီးစာချုပ်ချုပ်ကြတယ်။ကျွန်တော်ကျွန်တော်တို့ရဲ့လိုချင်တဲ့အချက်လက်တွေလည်းပြောတဲ့အခါကျတော့သူတို့လည်းအဆင်ပြေအောင်အကုန်လုပ်ပေးတယ်။အဆင်ပြေတယ်ပေါ့နော်။ Private time chain ကိုအစီအချင်းကုန်ချင်လို့ရှိရင်ကိုပါဧကန်လေးမှာအစီနိုင်လို့ရတယ်။ Living room ကနေရော Dining room ကနေရော ကြည့်လို့ရတဲ့ TV ပဲဖြစ်ပါတယ်။ ့ anti breakback ကြီးအားလုံးမင်္ဂလာပါ Hillary ကဒီနေ့ Pam Construction Group ကဆောက်လုပ်ထားတဲ့အိမ်လှလှလေးတစ်လုံးစီကိုရောက်ရှိနေရဖြစ်ပါတယ်အဲ့တော့ဒီ Moral Luxury ဆန်တဲ့အိမ်လေးထဲမှာဘယ်လို decoration တွေအဲဘယ်လိုတွေပြင်ဆင်ထားလဲဆိုတာကိုသိအောင်သူလိုက်ကြည့်လိုက်ကြပါနော် ကဲဒီအိမ်ရဲ့ခြံဝင်းလေးတည်းမှာဆိုလဲဒါတပင်လှလေးပေါ့နော်ဒီလိုအပင်တွေအများကြီးရှိတယ်ပြီးရင်ဒီဘက်ထဲမှာဆိုလဲဝင်ကြည့်လိုက်ရင်ဆွမ်းမင်းပူးလေးကိုတွေ့ရမှာပေါ့နော်အခုလိုမျိုးဒီ50 60ဒီခြံဝင်းထဲမှာပေါ့နော်အခုလိုရေကူးကန်လည်းပါမယ်ပြီးရင်ဒီတပင်ပန်းမင်လေးလည်းလိုအများကြီးပါတယ်ပေါ့နော်ဒီကုကန်လေးမှာဆိုလို့ရှင်လဲဒါကိုဒါစုနဲ့ဖြစ်ဖြစ်တယောက်တည်းဖြစ်ဖြစ်ဒါအေးအေးဆေးဆေးလဲအနားယူလို့ရပါတော့เนาะအခုလို့ဒီ B40 60မှာဒီရေကုကန်လေးပါပါတယ်တကယ်ရမ်းမိုက် အိမ်ငန်းဝင်လိုက်ပြီးဆိုတာနဲ့ကြည်ကြဲဝန်းနဲ့တက်တောက်တက်တာရှိရဲ့ဒီဧကန်ကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့တော့အခုဒီအောက်ထပ်မှာနောက်ထပ်ဘယ်ခန်းနေရှိအောင်လဲဆိုတာလှရင်နဲ့တူတူဆက်ကြည့်လိုက်ကြအောင်နော်။ဒီ kitchen နဲ့ dining area ကိုကြည့်လိုက်တာနဲ့အရင် luxury ဆန်တဲ့ vibe ပြီးရပါတယ်။ ြီးတော့ dinner time မဖြစ်ဖြစ် breakfast time မဖြစ်ဖြစ် swimming pool လေးကိုလည်းကြည့်လို့ရသေးတယ်။ပြီးတော့ kitchen ဆိုလို့ရှိရင်လည်းဒီ drying kitchen အပြင်ကိုဘက်က walk kitchen မှာရှိသေးတယ်။အမျိုးနဲ့မှာပေါ့နော်ဟီလရီကြိုက်တဲ့တနေရာရှိသေးတယ်။ဟဲ့လဲဒါရော living room ကနေရော dining room ကနေရောကြည့်လို့ရတဲ့ TV ပဲဖြစ်ပါတယ်။ gallery ဆိုလို့ရှိရင်အများနဲ့ထမင်းစားရင်ပြပြပါပဲဆိုတော့အဲ့လိုမျိုး YouTube တို့ဒီ movie တို့ကြည့်ရတာသဘောကျရတဲ့သူဖြစ်တဲ့အတွက်ရမ်းဆင်ပြရ။အဲ dining room ကနေခုလိုတကားဖွင့်လိုက်လို့ရှိရင်လည်းအရင် relax ဖြစ်တဲ့ swimming pool ကိုမြင်ရမှာဖြစ်ပါတယ်။ဆိုလို့ရှိရင် ground floor မှာရှိရဲ master bedroom ကိုမရှိချင်ပါဘူး အဲဒီမှာကတော့တထင်းနဲ့တထင်းရဖြစ်ပါတယ်ဘောစီမချိန်ကျုံးတဲ့ဘောစီကတော့ဘလောက်ထိဒီကကစိန်ကြလဲဆိုတော့ तू ကပြပေးနေရဖြစ်ပါတယ်ဆံပါတက်ကိုရောက်ပြီဆိုတာ ਨੇ အရန်တက်ပဲဖះကြောက်တာကိုတွေ့ရမှာဖြစ်ပါတယ်နေရာကလည်းကြကြဝန်းနဲ့ဆိုတော့ဒါဖះဟိုဒီအေးအေးဆေးဆေးပေါ့နော်ကိုကဝတ်ပြုလို့လည်းရတယ်ပြီးရင်ဒီလူကြီးမိပါတွေအတွက်လည်းဒါအရန်အဆင်ပြေပါတယ် ဖျားခဲဘေးဘက်မှာဆိုရင်လည်းဒါအိမ်ပြင်ထွက်ပြီးတော့အေးဆေးထိုင်လို့ရတယ်ဝရဏနာလလလေးရှိပါတယ်ဒီပထမတက်မှာတော့အိတ်ခမ်းအားဆိုရင် Master Bedroom တစ်ခန်းနဲ့ Single Bedroom တစ်ခန်းရှိပါတယ်။

ရေချိုခန့်အိမ်ပါလဲဒီမှာလဲပါပေါ့နော်ဒီကမ္ဘာပါတဲ့ဒီရေချိုးခန်းနိုင်တာဆိုလဲပေါ့နော်အခန်းလေးကဒီကြွေပြားလေးကိုလည်းအရောင်လေးကငင်ငင်လေးတုံးပေးလိုက်ခန်းရနေထွက်တာနဲ့ဒီနောက်ထပ် master bedroom တစ်ခန်းနဲ့ single bedroom တစ်ခန်းကိုတွေ့ရမှာဖြစ်ပါတယ်ဒီခန်းလေးရတော့ဒါ privacy ရပေါ့နော် Hillary ဝင်ကြည့်တော့ပေါ့နော်အဲ့တော့အပေါ်တက်ကိုဆက်ပြီးသွားကြအောင် အခုကတော့ဒီတအိမ်လုံးမှာ Hillary အကြိုက်ဆုံးဖြစ်တဲ့ဒီခန်းလေးထဲမှာဘာရှိလဲဆိုတာကို Hillary နဲ့အတူတူလိုက်ကြည့်ကြအောင်နော်ဒီ master bedroom လေးကတော့ဒါကိုပိုင်ဒီလိုအဲ့ခံလေးလဲပါရတော့ဗောနော်အရန်ဟိုတက်တောက်တက်တာရှိပြီးတော့အရန်ဒီကွက်ကိုဒီ private time chain ကွက်ကို AC chain ကုန်ချင်းလို့ရှိရင်ကိုပိုင်အဲ့ခံလေးမှာ AC နိုင်လို့ရတယ်။ဒီမှာ Hillary ရန်သဘောကျတယ်ဒီလို dressing room ရှိရယ်ဗောနော်။ ဖမ်ကွန်စထရက်ရှင်ကကုလိုမျိုးဒီမာစတာဘက်ရူမှာဆိုလို့ရှိရင်လည်းဒီလိုတတိတတန်လေးကိုအကန့်နဲ့ကိုအလိုလေးထားပေးထားဟီလရီကတော့အရန်သဘောကျတယ်ဒီမှာဆိုလို့ရှိရင်လည်းဒီလိုကိုလုံးမမှန်ကြီးရှိရပါတော့ဒါလည်းဟီလရီအကြိုက်ဆုံးနေရာလို့ပြောလို့ရတယ်ဘာလို့ဆိုတော့ဟီလရီလို့ဒီလိုမှန်ကြီးရကြိုက်တဲ့လူတော့ကဒီလိုမှန်ကြီးရှိရဆိုတာအရန်ကိုပြောဖို့ကောင်းတယ်ဒီမှာဆိုရင်တော့ဒါအိတ်ခံဖြစ်ပါတယ် အဲ့ခါဆိုလို့ရှိရင်လည်းဒီသုံးလိုက်ကာလာလေးကအစားပေါ့နော်ဒီလိုခူးတုံးလေးသုံးပေးထားတာဖြစ်တဲ့အတွက်အရန်တော့တောက်တောက်တာနဲ့အားယူလို့ကောင်းတယ်အဲခန်းဒီဂရီရှာတကယ်ရမ်းလာတယ်ပေါ့နော်အဲခုလိုမျိုးမိုးအေးနဲ့ပေါ့နော်ဒီလိုရာသီဥတုနဲ့ဆိုလို့ရှိရင်အေးဆေးကွက်ကိုအနာယူချင်တာပဲဖြစ်ဖြစ်ဒီလိုကော်ဖီလေးတောက်ပြီးစာအုပ်ဖတ်ချင်တာပဲဖြစ်ဖြစ်ဒါအေးဆေးထိုင်လို့ရတဲ့ဒီဝရန်လာကျယ်ကြီးလက်ရှိရပေါ့နော် ြင်ဘက်မှာဆိုအရန်ကိုလင်းဝင်နေထွက်ကောင်းမျိုးတကယ်ဒီနေရာလေးကရန်အပန်းပြေဆိုလို့ရှင်လေဂျာကူစီလည်းပါတဲ့အတွက်ဟီလရီလိုမျိုးဒီကိုဘိုင် host ပါလေးလို့ရကြိုက်တဲ့သူတွေတော့ဆိုလည်းဒါအရန်ရှင်ပြရဲ့ပြီးကာလာလေးကလည်းဒါရိုးရိုးရှင်းရှင်းလေးနဲ့အရန်ကိုချစ်ဖို့ကမ်းတယ်ဒီမှာလည်းမှန်ကြီးရှိသေးတယ် လရီကမှန်ကြိုက်တော့လေမှန်မဲလိုက်ကြီးကျော်ရတော့ pump construction crew ရဲ့လက်ရာတွေအခန်းဖွဲ့စည်းပုံတွေကအရန်ကို model ဆန်ပြီးတော့လှပလုံးလို့အရန်ကိုသဘောကျနေပါပြီအဲ့တော့ဒီအိမ်ရဲ့ပေါ့နော်အိမ်ရှင်ဖြစ်တဲ့ဒီဦးနဲ့အန်တီကဘယ်လိုစိတ်ကူးမျိုးနဲ့ဒီဘန်ကိုရွေးချယ်ဖြစ်ခဲ့လဲဆိုတာကို Hillary နဲ့တူတူမေးကြည့်ကြအောင်နော် မီးဒီအိမ်ကိုပေါ့နော်ခုနကပတ်ကြည့်လိုက်တဲ့အခါမှာအိမ်ကအရင်ဟို luxury ဆန်ပြီးတော့အဲလှလဲလှတယ်ပြီးတော့ modern လဲဆန်တယ်ပေါ့နော်အဲတော့ဦးရိုးအနေနဲ့ဒီအိမ်ကိုဘယ်လိုစိတ်ကူးမျိုးနဲ့ဒီ pam construction group ကိုအဖြစ်ခဲ့လဲဆိုတာလေးသိပြရသေးဘူး။အော်စိတ်ကူးကတော့တမီးရဲ့စိတ်ကူးပေါ့နော်ဟုတ်ကဲ့တမီးကတော့သူကသူပြောမှာဆိုနိုင်ငံသားတွေသွားလာတာသူကနိုင်ငံပေါင်းစုံရောက်ခဲ့တယ်သူကသူရဲ့အတွေ့အကြုံမှာသူသွားလာခဲ့တဲ့နေရာဒီမှာသူပေါ့ဟိုပုံစံလေးတွေပေါ့သူကအဲ့လိုလေ့လာတာပေါ့နော်သူရဲ့သူရဲ့ဘယ်လိုပြောရမလဲသူရဲ့အိမ်ပဲပေါ့ ဒီအိမ်ဆော့ဖို့အတွက်အိမ်ဘက်ကသူအကြာကြီးသူကအဲ့လိုသူသွားသွားလေ့လာခဲ့တာပေါ့နော်အဲ့လိုအဲ့လိုလေ့လာပြီးတော့နောက်တော့ဒီပန်ဂရစ်နဲ့ကျွန်တော်တို့ဆက်သွယ်တာပေါ့တော့ကျွန်တော်တို့သွားကြရတယ်သူတို့နဲ့သွားဆွေးနွေးပြီးစာချုပ်ချုပ်ကြရတယ်ကျွန်တော်ကျွန်တော်တို့ရဲ့လူချင်းနဲ့အချက်လက်တွေလည်းကျွန်တော်တို့ပြောတဲ့အခါကျတော့သူတို့လည်းအဆင်ပြေအောင်အကုန်လုပ်ပေးတယ်ဟုတ်ကဲ့အဲ့ဒါနဲ့ကျွန်တော်တို့လည်းသူတို့နဲ့လှုပ်ဖြစ်သွားတာပေါ့နော်အိမ်ကပြီးသွားတဲ့အခါကျတော့လည်းကျွန်တော်တို့ဒီနေမြေမှာဆိုတော့အကောင်းဆုံးလို့သတ်မှတ်တဲ့အနေအထားမျိုးပါရှိတယ်ဒီဒီအဲဘာသူနေဟုတ်ကဲ့ပါခင်ဗျအဲ့လိုမျိုးရှိပါတယ် ခက်ခဲလေးတွေရှိတဲ့ခါကျရင်ကျွန်တော်တို့ကသူတို့ပန်ဂရုပဲကျွန်တော်လှမ်းပြောတယ်ကိုေးဒီလိုဒီလိုလေးတွေရှိတယ်ဟုတ်ကဲ့သူတို့အကုန်လုံးလုပ်ပြီးလဲလိုအပ်တာတွေဟုတ်ကဲ့အဆင်ပြေတယ်ပေါ့နော်ပြောရမယ်ဆိုရင်ကျွန်တော်တို့စာချုပ်ပါအတိုင်းပေါ့ပျက်ကွက်မှုမရှိဘူးကျွန်တော်တို့ချိုက်တဲ့ချင်းပုံစံလေးတွေဒီမှာတော့ကျွန်တော်တို့တစ်ခုခုလိုနေတယ် ရေပိုက်ပြက်နေတာအစားသူလာလို့ပဲအဲအခုလူကအစားသာရပါတော့တာဝန်ယူမှုလဲတာဝန်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 ယူတာဝန်ခံပေါ့အဲ့လိုပြောပါဝဲဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်အဲ့ဆိုဦးနေနဲ့ဒီနောက်ထပ်ပေါ့နော်ဒီလိုအိမ်ဒီလိုမျိုးအိမ်ကြီး luxury home တွေပြပြအိမ်တွေထပ်ဆောက်ဖို့ရှိရခါလဲ pam construction group ကိုရွေးချယ်ပေးပါလို့ပြောချင်ပါအခုအဲ့ဒါအစီအစဉ်အခုဆွဲနေတာဆွဲနေတယ်တော့အိမ်တွေအများကြီးဆောက်တော့ဟုတ်ကဲ့ပါဟုတ်ကဲ့ဆွဲနေတာပေါ့တော့တမီးကအိမ်မဲလေးတွေရှိတယ်မသူကလုံးချင်တာလေးတွေပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ကိုကြီးကဝိုင်းပန်ပိုးပြီးရတာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျေးဇူးပါကျေးဇူး ူးပါရှင်ကျေးဇူးပါပဲအခုလို Pam Construction Group ကဆောက်လုပ်ထားတဲ့ Luxury Home တို့ Hillary နဲ့တူတူကြည့်ရတဲ့အတွက် MC ပြည်သက်ကြီးလည်းဖိတ်ကျင်းနေမယ်လို့မျှော်လင့်မိပါတယ်။ကဲအဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမှာနော်။ Bye bye.